ကျမတော်မူချပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့အော်တိုဘာလ30ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရုံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကရရှိထားတဲ့ထိတ်ချုံနေမြများကိုကာကွယ်မဲလို့ကြေညာလိုက်ပြီးမိုးကုံမြို့ကိုကာကွယ်ရေးမိဖက်တော်လိန်အင်အားစုများနဲ့ လက်တွဲကြိုးပမ်းမယ်လို့တော်လိုင်းအင်အားစုများပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းမိုးကုတ်မြို့ကိုဆက်လက်ထိန်းချုပ်ကာကွယ်နိုင်ရေးမိဖတ်တော်လိုင်းအင်အားစုများနဲ့လက်တွဲကကြိုးပမ်းဆောင်ရွက်တော့မှာဖြစ်ကြောင်းတော်လိုင်းအင်အားစုတချို့ကပြောပါတယ်။ဒီကနေ့ TNL ကမိုးကုတ်မြို့နဲ့မိုးမိတ်မြို့မှာစုခွာမှာဖြစ်ပြီးစစ်တပ်နဲ့အပြစ်ခတ်ရင်ဆဲကြောင်းကြီးညာပြီးနောက်တော်လိုင်းအင်အားစုတွေကရင်းတို့ပြောဆိုလာခြင်းဖြစ်ပြီးတစ်ဖက်မှာလည်းပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကရရှိထားတဲ့ထိန်းချုပ်နယ်မြေတွေကိုကာကွယ်မှာဖြစ်ကြောင်းကြီးညာလာခြင်းဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးကတိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများရဲ့ပံ့ပိုးကူညီမှုမိဖက်ຫນွေဦးတော်လိုင်းအင်အားစုများရဲ့ပူးပေါင်းလက်တွဲမှုတပ်ဖွဲ့ဝင်ပေါင်းများစွာရဲ့စွန့်လွတ်ပေးဆက်မှုများနဲ့အတူမန္တလေးဒေသအတွင်းမှာရှိတဲ့နေမီတချို့ကိုထိန်းချုပ်စုမုံနိုင်ကြကြောင်းထို့ကြောင့်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးဟာရရှိထားတဲ့ထိန်းချုပ်နေမီတွေကိုဆက်လက် ကာကွယ်ထိန်းသိမ်းနိုင်ရွတ်မိဖက်တော်လိုင်းအင်အားစုများနဲ့လက်တွဲကကိုယ်စွမ်းရှိသမျှညံစွမ်းရှိသမျှအာတုံကွန်ဆိုက်ဂျိုးပန်းဆောင်ရွက်တော်မှာဖြစ်ကြောင်း ယမန်နေ့မှာထုတ်ပြန်ကြေညာလိုက်ပါတယ်။ဒါအပြင်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးဟာမြင်းများပင်ကြီးမားတဲ့အခက်အခဲအတားအဆီးများရှိနေစေကမူမိမိတို့ရဲ့ဘုံရီမှန်းချက်ဖြစ်တဲ့ Federal Democracy ရရှိရေးနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချေမှုန်းရေးတိုက်ပွဲတွေကိုစတဲ့တဘူးဥလည်မတုံဆက်လက်ပေါ်ဆောင်သွားမှာဖြစ်ပါကြောင်းဆက်လက်ကြေညာထားပါတယ်။အလားတူမန္တလေးတိုင်းမိုးကုတ်မြို့ကို TNL ကစစ်ကောင်စီတပ်ဖွဲ့ထံကိုပြန်လည်ပေးအပ်ပြီးအပြစ်ကတ်ရဲစေးရေးလှုံ့ဆော်ခဲ့ပေမဲ့ PDF တပ်ဖွဲ့များအနေနဲ့ဆက်လက်ခုခံကာကွယ်သွားမှာဖြစ်ကြောင်းမိုးကုတ်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နဲ့ PDF တပ်ဖွဲ့ဝင်တွေကပြောကြားပါတယ်။ယမန်နေ့အော်တိုဘားလ29ရက်နေ့ည7:00နာရီအချိန်မှစတင်ပြီးမိုးကုတ်မြို့နယ်မုံမိတ်မြို့ကို TNL ကစစ်ကောင်စီတပ်ဖွဲ့ထံကိုပြန်လည်ပေးအကနှစ်ဖက်အပြစ်ခတ်ရဲစဲရေးလက်မှတ်ရေးထိုးခဲ့ရမှာမိုးကုတ်မြို့မှာ TNL တပ်ဖွဲ့ရဲ့တင်ချုံမှုအောက်မှာမရှိတော့ဘဲစစ်ကောင်စီလက်အောက်ကိုကြောက်ရောက်သွားပြီဖြစ်တဲ့အတွက် NUG အစိုးရ PDF တပ်ဖွဲ့များအနေနဲ့ ်မိတို့မိပုံဆက်လက်လှုပ်ဆောင်သွားမှာကိုသိရှိနိုင်ရန်လိုက်လံမေးမြန်းခဲ့ခြင်းဖြစ်ပါတယ်။တိကိစ္ဆာနဲ့ပတ်သက်ပြီး TNL ဘက်ကဘာမှလာပြောတာမရှိပါဘူး။ TNL အနေနဲ့ပြန်ပေးခြင်းပေးပါစေကျွန်တော်တို့ကတော့တော်လန်ရေးကိုဆက်လုံပါပါ။မြို့ဆိုတာကတော်လန်ရေးရဲ့အစိပ်ပိုင်းတစ်ခုပါပဲ။ NUG MOD ဥဆောင်ပြီးကာကွယ်ရင်ကျွန်တော်တို့အနေနဲ့ကအသေးခံပြီးတိုက်ဖို့အဆင်သင့်ပါပဲ။စိတ်ဓာတ်ကြစရာမရှိပါဘူး။ကျွန်တော်တို့တီထက်ဖို့ကောင်းပြီးပိုကြိုးစားဖို့လိုအပ်တယ်ဆိုတာကိုပြသလိုက်တာလို့မြင်ပါတယ်လို့ မိုးကုံမြို့နယ် PDF တပ်ဖွဲ့ဝင်တဦးကပြောကြားပါတယ်မိုးကုံမြို့ကို TNL ကပြန်ပေးတဲ့ကိစ္စနဲ့ပတ်သက်၍ပြည်သူများကအပြစ်တင်ခြင်းဝေဖန်ခြင်းများရှိပေမဲ့လည်းအဲ့ဒီလိုဝေဖန်အပြစ်တင်ုံနဲ့ပြည်တော်မှာမဟုတ်ကြောင်း TNL MT အနေနဲ့လည်းတရုတ်နိုင်ငံရဲ့လေဘေးညှစ်ခံထားရတဲ့အတွက်ကိုချင်းစာပြီးစဉ်းစားရလို့အကြောင်းမိုးကုံမြို့နယ်ပြည်သူလုံခြုံရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ထို့သူကဲ့သို့ TNL ကတက်ပြန်စုပ်ပြီးစစ်ကောင်စီနဲ့အပြစ်ခတ်ရစေးလှုပ်ဆောင်တဲ့အပေါ်မှာ အန်ယူဂျီအစိုးရကာကွယ်ဝင်ကြီးဌာနနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့များအနေနဲ့အစွမ်းအစထုတ်သုံးကတတ်တည်ပြရမယ့်အချိန်ကိုရောက်ရှိပြီဖြစ်ပါကြောင်းမိဘပြည်သူများအနေနဲ့လည်းစစ်အာဏာရှင်ကိုအမြင့်ဖြတ်နိုင်ရန်လူလက်နက်ခဲရန်ငွေကြေးစိတ်တက်အားလုံးပူးပေါင်းဆောင်ရွက်ရမယ့်အချိန်ဖြစ်ပါကြောင်းသတိပေးထားပါတယ်စစ်အာဏာရှင်ရှိနေသဖြင့်ဘယ်မျိုးဘယ်ပြည်သူမှစိတ်မချရဘူးဆိုတော့ကိုတတ်တည်ပြလိုက်တာပါပဲမိဘပြည်သူတွေအနေနဲ့တိထက်ပုံမပါဝင်အဖြစ်ပြီးတော်လိုင်းရေးသမားတွေအနေနဲ့လည်း ို့ကြိုးစားဖို့လိုတယ်လို့ပြောကြင်ပါတယ်လို့မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တဦးကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကမ်ပလူမြို့နယ်ဘူကြီးမင်္ဂလာဆောင်အတွက်လုံခြုံရေးယူတဲ့ပြူစောတီများအချင်းချင်းပြစ်ခတ်လို့တိတ်ဆုံးသွားကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းကမ်ပလူမြို့နယ်မော်တော်ကြီးရွာမှာဘူကြီးမင်္ဂလာဆောင်ကျင်းပရန်အတွက်လုံကျုံရေးယူပေးနေတဲ့ပြူစောတီအချင်းချင်းပြစ်ခတ်မှုဖြစ်ပွားလို့တိမ်ဆုံခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကသတင်းဌာနကိုပြောကြားပါတယ် ယမနေ့ည၈နာရီခန့်ကမော်တော်ကြီးရွာမှာအကြံဖတ်စစ်တလောက်ခန့်361ပူကြီးမင်္ဂလာဆောင်အတွက်လုံခြုံရေးယူပေးနေတဲ့ပြူစောတီတွေကဘုံကြီးကျောင်းတောင်ဘက်ကင်းထဲမှာမူယူပြီးပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ဒေတာကန်တွေစီကနေသိရှိရပါတယ်။အဲ့ဒီပြစ်ခတ်မှုတွေမှာမော်တော်ပြူစောတီများဖြစ်တဲ့ခင်မောင်ထွန်းရဲတင်းနဲ့မှုကွာရွာမှာပြူစောတီကိုမျိုးတို့ကနေရာမှာပင်တိတ်ဆုံးခဲ့တာဖြစ်ပါတယ်။ ကဲဘလူမြို့နယ်မှာဆရာတော်ဥဝတဝဥဆောင်တဲ့ပြူစောတိစစ်ကြောင်းကစစ်တပ်နဲ့ပူးပေါင်းပြီးပြည်သူလူထုအပေါ်ကိုအကြမ်းဖက်တိုက်ခိုက်လျက်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ခေါလန်ဖိုးမှစစ်ကောင်စီရဲ့အရေးကြီးတဲ့ကာကင်စကန်နှစ်ခုကို KIA ထပ်မံတင်ပိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ကချင်းပြည်နယ်ခေါလန်ဖိုးမြို့မှာစစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပူးပေါင်းတိုက်ရဲကာကင်စကန်နှစ်ခုကိုကချင်းတော်လှန်ရေးတပ်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းကချင်းစစ်ရေးတရင်ရှိမြစ်ကပြောပါတယ် ခေါင်းလံပူမြွတ်နဲ့ငေါ်ကြာလျော်ကစစ်ကောင်စီပြည်သူစစ်စခန်းနဲ့နန်ချင်းရွာကစစ်ကောင်စီပြည်သူစစ်စခန်းတစ်ခုကိုယခုရက်ပိုင်းမှာတင်ပိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်။ခေါင်းလံပူမြွတ်ရဲ့အရေးကြီးကာကင်းတွေပါလို့လဲကချင်စည်ရေးတရင်အရင်မြစ်ကပြောပါတယ်။ KIA အနေနဲ့ယခုအော်တိုဘာလအတွင်းမှာခေါင်းလံပူမြွတ်နဲ့ကစစ်ကောင်စီတက်နဲ့ပြည်သူစစ်စခန်း၄ခုအထိတင်ပိုက်ထားပြီးဖြစ်ပါတယ်။စစ်ကောင်စီတက်စခန်းတွေတင်ပိုက်ထားတဲ့ပတ်သက်ပြီး KIA တရင်ပြန်ကြားရေးဌာနတာဝန်ခံ ပူမူကြီးနော်ဘူးစီကိုဆက်သွယ်မင်းမြန်ထားပါတယ်စစ်ကောင်စီနဲ့ KIA တို့ခေါလန်ဖူးမြို့နယ်မှာတိုက်ပွဲတွေဇက်တိုက်ဖြစ်နေတာကိုတော့ပူမူကြီးနော်ဘူးကအော်တိုဘာလ26ရက်နေ့ကပြောတာပါတယ် KIA ဟာအော်တိုဘာလ27ရက်နေ့ကခေါလန်ဖူးမြို့နယ်လန်တန်းရွာနဲ့မကောင်တန်းရွာကတက်စကန်နှစ်ခုကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်ယခုထပ်မံတိမ့်ဆက်ရရှိတဲ့စကန်တွေကိုတော့အော်တိုဘာလ28ရက်နေ့နဲ့28ရက်နေ့မှာတိမ့်ပိုက်ရရှိခဲ့တယ်လို့သိရှိရပါတယ် KIA နဲ့စစ်ကောင်စီဟာဗမော်နဲ့ဝိုင်းမော်မြို့မှာလဲ တိုက်ပွဲတွေဆက်ရှိနေပြီးစစ်ကောင်စီကလေကြောင်းလက်နက်ကြီးပစ်ကူပေးတက်ခိုက်တာတွေလှုပ်ဆောင်ခဲ့ပါတယ်စစ်ကောင်စီဟာတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ KIA တင်းကျုံနေမြေတွေကိုလေကြောင်းတက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေလို့အယက်သားပြည်သူတေဆုံတိုက်ခိုက်တာတွေလည်းရှိခဲ့ပါတယ်ခေါင်လန်ဖူးမြို့နယ်ကစစ်ကောင်စီတပ်စခန်းတွေစတင်တိုက်ခိုက်သိမ်းပိုက်ခံရတဲ့အော်တိုဘားလ21ရက်နေ့မှာဆိုရင်တရက်တည်းမှာပဲ KIO KIA တင်းကျုံနေမြေ74ရာကိုစစ်ကောင်စီကလေရင်ဘုံကျခဲ့ပါတယ်အဲ့ဒီလိုဘုံကျခဲ့တဲ့ နေရအများစုကလန်စေဒေတာကရွာတွေဖြစ်ပြီးတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမဟုတ်ပဲဖះချောင်းတွေကိုပြစ်မှတ်ထားတိုက်ခဲ့ကြတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပြထားပါတယ်။စစ်ကောင်စီကတိုက်ပွဲတွေမှာအထိနာပါကပြည်သူလူထုနေထိုင်ရာနေရာတွေကိုပြစ်မှတ်ထားကလေချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေရှိပါရခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့အင်းတော်မြို့ကနေထွက်ပြေးလာတဲ့စစ်တုံးပန်း73ဦးကိုပြန်လည်ဖမ်းမိပြီးခုခံပြစ်ခတ်သူတို့ချို့တေဆုံးခဲ့ကြောင်တင်ဆက်ပေးပါမယ်။ အဲတော်မျိုးသိမ်းတိုက်ပွဲမှာဖမ်းမိခဲ့ပြီးလက်နက်တွေယူဆောင်ထွက်ပြေးသွားတဲ့စစ်တုံးဘန်းတွေကိုပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကလိုက်လံဖမ်းဆီးစင်မှာတိုက်ပွဲဖြစ်ပွားပြီးထွက်ပြေးစစ်သားအချို့သိမ်းဆုံးခဲ့တယ်လို့အရှင်ပြန်လဲဖမ်းမိသူတွေလည်းရှိတယ်လို့သတင်းရရှိပါတယ်။ဇီးပြူကုန်းရွာတို့တောင်ပိုးလာရွာတို့ဘက်ကနေတောလန့်ကနေဝတ်တူဘက်ကိုပြေးတာပါ။ပြန်ပြစ်လို့တိုက်ပွဲဖြစ်တယ်။အဲ့ဒီမှာသိမ်းဆုံးတာတွေရှိတယ်။နောက်ဆုံးကြတာကအကုန်ပြန်ရပြီလို့ကြားပါတယ်။တနက်တွေရောင်းလို့ ဒေတာကန်တရင်ရင်မြစ်ကအော်တိုဘားလ29ရက်နေ့နေ့လယ်ပိုင်းမှာပြောကြပါတယ်။အင်တော်မြို့နယ်35မိုင်ခန့်အကွာမှာရှိတဲ့ဝန်းတုံမြို့မှာစစ်ကောင်စီချင်းမြန်တရင်ခမရ111တရင်ခမရ113တရင်တို့ရှိနေပြီးမြို့ပေါ်နေရာတွေမှာလည်းစစ်ကောင်စီကတပ်ဆွဲထားပါတယ်။အင်တော်မြို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကြောင်းသားတပ်မတော် ABSDF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကယခုနှစ်ဧပြီလ9ရက်နေ့မှာတိမ့်ပိုက်ထင်းကျုံနိုင်ခဲ့တာပါ။တက်မကွန်ကွန်တက်မမူဘုံမူးကျုပ်အောင်တပ်ဦးနဲ့ စစ်တုံဘတ်အများပြားကိုလည်းဖမ်းမိခဲ့ပါတယ်ဖမ်းမိခဲ့တဲ့စစ်တုံဘန်းတွေကတည်ရင်မှုမြို့မြတ်သူအပါအဝင်စစ်တုံဘန်း73ဦးဟာအော်တိုဘာလ25ရက်နေ့ကထွက်ပြေးသွားတာဖြစ်ပါတယ်အင်းတော်မျိုးကိုကာကွယ်တပ်ဖွဲ့တွေကမသိမ်းပိုက်နိုင်ခင်မှာအယက်သားပြည်သူတွေကိုစစ်ကောင်စီကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုဖမ်းဆီးနှိပ်စက်မှုတွေမှာပူးပေါင်းကျူးလွန်ခဲ့တဲ့မြို့နယ်အုပ်ချုပ်ရေးမှုအပါအဝင်38ဦးကိုတီးကြားချုံနောက်ထားခဲ့တာကနေ73ဦးထွက်ပြေးလွတ်မြောက်သွားတာလို့စုံစမ်းသိရှိရပါတယ် ထွက်ပြေးသွားတဲ့သူတွေဟာကင်းကြတဲ့ကာကွယ်ရေးဘော်တွေကိုရိုက်နှက်သွားတယ်လို့တနက်သုံးနက်နဲ့ကြီးစံတွေလည်းယူဆောင်သွားခဲ့တာပါလိုင်လံဖမ်းဆီးတာမှာအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ခဲ့တာလို့နောက်ထပ်သတင်းရင်းမြစ်တူကပြောပါတယ်အင်တော်ရဲ့လေးဘက်လေးတန်ကနေပိတ်ဆို့ထားတာဘယ်လိုလုပ်လို့မလဲကင်းသမားတွေကတော့အစ်စ်ခံရမှာပါလို့သူကဆက်ပြောပါတယ်တိုက်ပွဲတွေထဲမှာတော်လန်ကြီးတပ်ဖွဲ့တွေဖမ်းမိထားတဲ့စစ်တုံးပန်းတွေထွက်ပြေးလွတ်မြောက်မှုမကြာခဏဖြစ်ပေါ်နေပြီအဲ့ဒီအပေါ်မှာပြည်သူလူထုကဝေဖန်နေကြပါတယ် အော်တိုဘာလာ16ရက်နေ့ကလည်းမြင်းကျက်ခဲပက်ကဖားရဲ့အချုပ်ခန်းကနေအချုပ်သား30ခန်းကတနက်တွေယူဆောင်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ PDF တွေကလိုက်လံဖမ်းဆီးစင်းမှာရှစ်ဦးကိုလက်နက်ခဲယမ်းတွေနဲ့တူပြန်လည်ဖမ်းမိခဲ့ပါတယ်။ဒါအပြင်ထွက်ပြေးသွားတဲ့သူတွေတက်ကရေတဲဟောအပြန်အလှန်ပြစ်ခတ်မှုဖြစ်စဉ်အတွင်းသိမ်းဆုံးခဲ့ပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့တနင်္သာရီမြို့နယ်လေးမိုင်ရွာမှာတဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား၈ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်လေးမိုင်ရွာမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာစစ်သား၈ဦးသေဆုံးခဲ့ကြောင်းဗိုလ်ခရင်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အော်တိုဘားလာ၂၈ရက်နေ့မွန်လယ်၂ :25 မိနစ်ခန့်မှာတနင်္သာရီမြို့နယ်လေးမိုင်ရွာမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်တပ်ကိုတော်လိုင်းကြီးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာအကြံဖတ်စစ်တပ်ဘက်မှ၈ဦးသေဆုံးပြီး၂၆ဦးထိခိုက်ဒဏ်ရာရရှိကာ တော်လန်ကြီးတပ်ဖွဲ့ဝင်များအထူးကမရှိ ပြန်လည်ဆုတ်ခွာနိုင်ကြကြောင်းသိရှိရပါတယ်။28ရက်နေ့မှာလေးမိုင်ကြေးရွာစစ်ခွေးခြေကုပ်ယူထားတဲ့နေရာကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ထိတွေ့တိုက်ပွဲက45မိနစ်လောက်ကြာခဲ့ပါတယ်။စစ်ခွေးတွေဘက်က8កောင်တည်ဆုံတယ်။26កောင်တန်ရရတယ်လို့သိရတယ်လို့ဗိုလ်ခရင်တပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်။အစူပါတိုက်ခိုက်မှုကိုဗိုလ်ခရင်တပ်ဖွဲ့ဘိတ်ပကပအဖွဲ့နဲ့တနင်္သာရီတပ်ပေါင်းစုတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းတနင်္သာရီမြို့နယ်အတွင်းစစ်ရေးအခြေအနေများတင်းမာနေမှုကြောင့် ပြည်သူများတတိရှိစွာသွာလာကြပါယံဘုခရင်တပ်ဖွဲ့ကအတိပေးထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့မြင်းကျံမြို့နယ်မှာရှိတဲ့ကြေးရွာတွေကို၃လကြာစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုအကြိမ်ကြိမ်လိုက်လံတိုက်ခိုက်မှုစစ်တပ်ဘက်မှထိခိုက်သိမ်းဆုပ်မှုများပြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်မတလေးတိုင်းမြင်းကျံမြို့နယ်မှာရှိတဲ့ကြေးရွာတွေကို၃လကြာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုအကြိမ်ကြိမ်လိုက်လံတိုက်ခိုက်ရမှာစစ်တပ်ဘက်မှထိခိုက်သိမ်းဆုပ်မှုများပြားခဲ့ကြောင်း မြင်းကျန် district battalion 2မှတရင်မှုက August လတရင်နေ့မှစတင်ပြီးမြင်းကျန်မြို့ပေါ်မှထွက်လာတဲ့အင်အားတထောင်ကျော်ပါစစ်ကြောင်းဟာမြင်းကျန်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုဇက်တိုက်စစ်ကြောင်းထိုးမိရှို့ဖျက်ဆီးခဲ့ကြောင်းအဲဒီစစ်ကြောင်းကိုလည်းတော်လန်ရေးမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေကလမ်းတစ်လျှောက်မှာလိုက်လံပိတ်ဆို့တိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ရင်းထီတွေ့တိုက်ပွဲတွေဟာဒီကနေ့အော်တိုဘားလ29ရက်နေ့ထိဖြစ်ပွားနေစေဖြစ်ကြောင်းတိုက်ပွဲများအတွင်အကြံဖတ်စစ်တပ်မှယာနေချီတေဆုံးခဲ့ကြောင်း တော်လိုင်းကြီးတပ်ဖွဲ့ဝင်9ဦးကြာဆုံးခဲ့ကြောင်းအဲ့ဒီအကြံဖတ်စစ်တပ်စစ်ကြောင်းဟာလက်ရှိအချိန်ထိကျေးရွာမြတ်မှာတက်ဆွဲကြောင်းပြောကြပါတယ်စစ်ခွေးစစ်ကြောင်းကမြင်းကြံမြို့ပေါ်ကနေအင်အားတထောင်ကျော်နဲ့ထွက်လာတာပါရဲကွန်မန်ဒိုတရင်တပ်ဖွဲ့ပါမယ်ခမရ15တရင်ကစစ်ခွေးတွေပါမယ်မြင်းကြံပြည်သူစစ်တီတာယူမော်အဖွဲ့တွေပူးပေါင်းပြီးမြင်းကြံမြို့နယ်အတွင်းကကျေးရွာတွေကိုစစ်ကြောင်းထိုးတာပါစစ်ခွေးစစ်ကြောင်းကရှစ်လပိုင်းတရက်နေ့ကနေစတင်ပြီးထိုးစစ်ဆင်တာပါ စထိုးဂရိကကိုနေ့တိုင်းတိုက်ပွဲဖြစ်နေတာပါဒီနေ့အထိကိုထိတွေ့မှုတွေရှိနေတော့ပါပဲ၃လနီးပါအတွင်းမှာစစ်ခွေးသေးတာကယာနေချီသေးနိုင်ပါတယ်ကျွန်တော်တို့မြင်းကြံခရိုင်အမှတ်နဲ့တရင်ကလည်းရဲဘော်9ဦးကြာဆုံးခဲ့ပါတယ်ခံမှန်းကြီးစစ်ခွေး100ကျော်လောက်အနည်းဆုံးသေဆုံးပါတယ်အလင်းဝင်းတာတွေလည်းရှိပါတယ်တချို့နေရာတွေမှာအလောင်းတွေလည်းရပါတယ်လို့မြင်းကျန်ဒစ်စထရစ်ပက်တလီယံ2မှတရင်မှုကပြောဆိုပါတယ် ဩဂတ်လ၁ရက်နေ့မှစတင်၍ယနေ့အချိန်ထိမြင်းကြံမြို့နယ်အတွင်းတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေတဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့အကြံဖတ်စစ်ကြောင်းနီးနေထိုင်ခြင်းမပြုကြပါရန်နဲ့စည်ရေးအရှိန်မြင့်လှုပ်ဆောင်နိုင်ဖို့အတွက်အများပြည်သူအနေနဲ့မြင်းကြံခရိုင်အမှတ်နှစ်တရင်ကိုထောက်ဖို့ကူညီပေးပါရန်မြင်းကြံ District Battalion 2ကမြစ်တပ်ရက်ခံထားပါတယ်။အဆိုပါအကြံဖတ်စစ်တကတိုက်ပွဲများအတွင်းမှအထင်အားခဲ့တဲ့အတွက်ကြောင့်ကြေးရွာရေကိုဝင်းရောက်စီးနှင်စင်မှာကလေးငယ်များအပါအဝင်ပြည်သူ၁၀ဦးကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း တော့အပြင်ပျောက်ဆုံးနေတဲ့ပြည်သူများလည်းရှိပြီးလက်ရှိအချိန်ထိစစ်တပ်စစ်ကြောင်းကကြေးရွာများအတွင်းမှပြန်လည်ထွက်ခွာခြင်းမရှိသေးတဲ့အတွက်ကြောင့်ပြည်သူများဆက်လက်တင်းရှောင်နေရစေဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီစစ်တပ်စစ်ကြောင်းဟာကြေးရွာတွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီးလက်ရှိအချိန်မှာရွာပေါင်း20ကျော်မှတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေရကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးကြတာကတော့ထိုင်းမှာယုံတင်တဲ့ ပြောတဲ့ကြည်မဲ့သူမရှိတဲ့အတွက်ပြည်သူတွေရဲ့ boycott အောင်မြင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံမှာယုံတင်ပြတာနေတဲ့ပြောတဲ့ရုပ်ရှင်ကိုပြည်သူတွေက boycott ပြုလုပ်ထားတာကြောင့်ကြည့်ရှုသူမရှိဖြစ်နေပြီးပြောတဲ့ကိုကြီးညာပေးတဲ့ online ဆယ်လီတွေကိုလည်း boycott ပြုလုပ်ခံရရပါတယ်။ဖြုံးငွေစိုးရရဲ့မဟာနယ်ပါမှာ promotion စတင်လုပ်တဲ့နေ့ကလေးကမဟာချိန်နေမြေကမြန်မာလုပ်သားတွေနဲ့ပြောတဲ့စကားစီစဉ်တဲ့သူတို့ပြည်တနာစတင်ဖြစ်ပွားခဲ့တယ်လို့ ထိုင်းရောက်မြန်မာလူသားအရေးကူညီပေးနေတဲ့မဟာချိုင်ချီဆိုင် AAC မဟာမိတ်ဦးခိုင်ကြီးကပြောပါတယ်။ဖြုံးငွေစိုးတို့ဘာမှရိုက်ကြမယ်နှက်ကြမယ်အထိဖြစ်တာအစီအစဉ်အကုန်ပြတ်သွားတယ်။အခုလဲမဟာချိုင်မှာပြောတဲ့ကြည့်မဲ့သူမရှိကြဘူး။ဘယ်သူမှကိုမကြည့်ကြတာ။ကျွန်တော်တို့လဲရုပ်ရှင်နဲ့ပတ်သက်ပြီးစောင့်ကြည့်နေကြတာကြည့်မဲ့သူမရှိဘူးလို့ဦးခိုင်ကြီးကဆက်လက်ပြောဆိုပါတယ်။အဲဒီဇကားကိုထိုင်းနိုင်ငံမဟာချိုင်ဘက်မှရှိတဲ့ရုပ်ရှင်ရုံတွေမှာယုံတင်ပြသနေတာဖြစ်ပြီးအွန်လိုင်းဆယ်လီတွေက ဒီရုပ်ရှင်အကြောင်းကိုတင်ပေးခဲ့တယ်လို့တချို့ဆိုင်တွေကလည်းဒီဇက်ကားကိုကြော်ညာပေးခဲ့တာကြောင့် boycott ပြည်လုံးနေကြတာဖြစ်ပါတယ်။ထိုင်းရောက်မြန်မာလုပ်သားတွေကိုကူညီပေးနေတဲ့ AAC ကိုရဲမင်းကလည်းထိုင်းထဲမှာပြောတဲ့နဲ့ပတ်သက်တဲ့သူတွေရောထိုင်းကတော်သည့်ဆယ်လီတွေရောဆိုင်တွေကပြန်လည်တောင်းပန်ထားကြတယ်။ဒါက boycott နဲ့ပတ်သက်လို့တိုးတက်အောင်မြင်လာတယ်လို့ပြောပါတယ်။ fake news community check FNCC ဘာမကပြောတဲ့ရုပ်ရှင်ကိုကြီးညာပေးတဲ့သူတွေနဲ့ဆိုင်တွေကို boycott ပြုလုပ်ဖို့ ုံတွေနဲ့အတူစတင်ဖော်ပြခဲ့တာပါအဲဒီလိုကြော်ညာလိုက်တာကြောင့်ဥသက်ဆိုတဲ့ online selling နဲ့လက်တွဲလုပ်ကင်ခဲ့တဲ့ one step bar and restaurant က social punishment ပြုလုပ်တဲ့အနေနဲ့ဆက်လက်လက်တွဲအလုပ်လုပ်တော့မှာမဟုတ်ကြောင်းကြေညာခဲ့ပါတယ်ထိုင်းရောက်မြန်မာဆယ်လီငတ်သက်ခေါ်ဥသက်ဆိုတဲ့ကောင်ကပြည်သူကိုတောင်းပန်ရမယ်အစားကျွန်တော်တို့ page ကတင်လိုက်လို့သူ့ကိုလက်တွဲဖြုတ်လိုက်တဲ့ sign ကို live မှာထိုးချနေပါတယ် ဒီလိုလူတွေဟာထမင်းငတ်မှာမို့လို့ပြန်တောင်းပန်တာတာဖြစ်ပြီးနိုင်ငံရေးခံယူချက်မရှိတဲ့သူတွေပါအခုလဲလုပ်ငန်းတွေမငှားတော့လို့ငိုပြလဲ social punishment ဟာဆက်ရှိနေမှာဖြစ်ပါတယ် light chain ချောက်တဲ့ကိစ္စတွေတောင်ရှိပါတယ်ဒီလိုកောင်မျိုးကိုဘယ်နေရာမှမနေရာမပေးမိကြဖို့လိုအပ်ပါတယ်လို့ FNCC ကပြောပါတယ်ပြောတဲ့ရုပ်ရှင်ကစစ်ကောင်စီတမိနဲ့ဆက်ဆက်မှုရှိသူတွေကထုတ်လုပ်ထားတဲ့ဇက်ကားဖြစ်ပြီးတော့စစ်ကောင်စီကြောင့်တင်းရှောင်နေရသူအများပြားရှိတဲ့နိုင်ငံမှာ မျက်နှာပြောင်တိုက်ပြီးတွားပြခဲ့တာလို့ဝေဖန်ခံရပါတယ်။အခုပြောတဲ့ရုပ်ရှင်ကိုကြည့်မဲ့သူမရှိသလောက်ပဲ။ဘယ်သူမှလည်းမကြည့်ရဘူး။ဒါကို BC လုံနေတာဆိုတော့ပထမကြည့်မဲ့သူတွေတောင်မကြည့်ရတော့ဘူးလို့ကိုရဲမင်းကပြောပါတယ်။လက်ရှိအချိန်မှာပြောတဲ့ရဲ့အတ ିକ တရုတ်ဆောင်နေဝင်ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်ဝါဒဖြန့်တဲ့ဇလန်းမှာပါဝင်တရုတ်ဆောင်ထားတာကြောင့်ဘွိုင်းကော့လုတ်ကိုလုတ်ရမယ်ကဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေဘက်ကထပ်မံတိုက်တွန်းထားပါတယ်။ပြောတဲ့ရုပ်ရှင်အပြင်ပြီးကြတဲ့ရက်က Iron Cross အဖွဲ့ရဲ့ပျော်ပြေပွဲအတွက်ပြညာပေးခဲ့တဲ့ဆိုင်တွေနဲ့ online salary ကပြန်လည်တောင်းပန်တာတွေပြုလုပ်ထားပါတယ်။ Iron Cross ပွဲအတွက် promotion video ရိုက်ကူးခဲ့တဲ့ Cecilia Rose နာမည်နဲ့ online salary ကသူ့ရဲ့ Facebook ကနေတရားဝင် တောင်းပန်ထားပြီးနောက်ပိုင်းလဲလူလူက boycott ထားတဲ့ band တွေနဲ့လက်တွဲလုတ်ကင်မှာမဟုတ်ဘူးလို့ကြေပေးထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ဒေါ်အောင်ဆန်းစုကြည်ကိုအပုတ်ချခဲ့တဲ့တတ်တတ်ခိုင်နိုင်ငံရေးအသက်ခံရတဲ့အချိန် မင်းအောင်နိုင်ကိုပြန်မပြောဝန်ကြောင်းတင်ဆက်ပေးပါမယ်။တွန်ဆင်းစုကြည်ကိုပင်လက်စားမှုနဲ့ပြစ်ဒဏ်ကျနေတဲ့သူလို့မဟုတ်မမှန်အပုတ်ချရဲခဲ့တဲ့တတ်တတ်ခါရအမတ်လောင်းစည်းရင်မပယ်ဖြတ်ခံရမှုအပေါ်တခေါများပင်နှုတ်လန့်မထိုးရဲကြောင်းမုံရချီဆိုင်နိုင်ငံရေးတက်ကြလှူရှားသူတို့ကဆိုပါတယ်။ပြည်သူရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တတ်ခိုင်ကိုတက်ဆိုင်ရလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကကြီးပါပြတ်ထန်းခြင်းနဲ့ညှိစွန်းတဲ့အတွက် အမတ်လုံးစည်းရမပယ်ဖြတ်ကြောင်းစစ်ကော်မရှင်လက်အောက်ခံတရားမဝင်ရွေးကောက်ပွဲကော်မရှင်ကအော်တိုဘလ25ရက်နေ့မှာထုတ်ပြန်ခဲ့ပေမယ့်လေယနေ့တိုင်းရင်းတို့ပယ်ဖြတ်ခံရခြင်းပေါ်တစုံတရာတုံ့ပြန်ခြင်းမရှိပါဘူးဒွန်ဆန်းစုကြည်ကိုတော့မဟုတ်မမှန်ပြောဝန်ခဲ့တဲ့သူကအခုလိုကြောင်ပိတ်ရိုက်ပြီးနိုင်ငံရေးအသက်ခံရတာကြတော့ဘာလို့မဝင်ပန်ရဲတာလဲမင်းအောင်လည်းကဝန်ကြီးတော်ခန့်ခဲ့တဲ့လူကိုရွေးကော်ကကိုယ်တဘုံးနဲ့ကိုအမတ်လုံးစည်းရင်ကနေမဖြတ်ရဲဘူးဆိုတာလူတိုင်းသိပါတယ် ါကမင်းအောင်လိုင်လက်ချက်တက်တက်ခိုင်ထမိန်နဲ့မျက်ရည်တုတ်ယုံကလွဲပြီးမင်းအောင်လိုင်ကိုတခွန်းပြန်မပြောဝွန်ဘူးလို့၎င်းကဆိုပါတယ်နိုင်ငံရေးချန်ခုံကုလသူတွေကိုမင်းအောင်လိုင်လှုပ်ချင်တယ်လို့လုံနိုင်ကြောင်းအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဖျက်သိမ်းခံရခြင်းနဲ့တက်တက်ခိုင်ဖြစ်ရတုကပေါ်ပြနေကြောင်း၎င်းကဆိုပါတယ် NDF ပါတီကိုဖျက်သိမ်းတုန်းကလည်းတော်လိုင်းအင်အားစုတွေအပေါ်အင်မတန်စွာခဲ့တဲ့စံနာမင်းဘာပြောဝွန်ခဲ့တယ်လဲလုတ်ရလိုက်တာကျမဘာဆက်လုတ်ရမလဲဆိုတာ ခွန်အားလည်းမရှိတော့ဘူးဆိုတော့လောက်ပြောရခဲ့တော့ဘာလို့၎င်းကဆိုပါတယ်တတ်တက်ခိုင်းကိုအမတ်လောင်းစည်းရင်မှပယ်ဖြတ်လိုက်ပြီးနောက်အော်တိုဘားလ26ရက်နေ့မှာပြုတ်လုခဲ့တဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ဘုံကထိန်အလူပွဲကိုတတ်တက်ခိုင်တက်ရောက်နိုင်ခြင်းမရှိကြောင်းရင်းပါတီဓာတ်ပုံမှတ်တမ်းများရသိရှိရပါတယ်မင်းအောင်လိုင်းနဲ့စစ်အာဏာရှင်စနစ်ကိုဇုံလုံးကန်ထောက်ခံခဲ့တဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတတ်တက်ခိုင်ဟာရန်ကုန်တိုင်း FPTP အမျိုးသားလွတ်တော်မဲဆန္ဒနဲ့အမှတ်နဲ့အမတ်လောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ဖို့ အမိစရင်တင်သွင်းခဲ့ပါတယ်။အော်တိုဘားလာရှိရနေ့ကပြုလုပ်ခဲ့တဲ့ပြည်သူ့ရှေ့ဆောင်ပါတီရဲ့သတင်းစာရှင်းလင်းပွဲမှာတသက်ခိုင်ကဒေါ်အောင်ဆန်းစုကြည်ဟာနိုင်ငံတကာကသတ်မှတ်ထားသလိုနိုင်ငံရေးအကျဉ်းသားမဟုတ်ဘဲလက်စားမှုကြောင့်ပြစ်ဒဏ်ချခံရတဲ့သူလို့ပြောကြခဲ့ပါတယ်။တသက်ခိုင်ဟာ2015ခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီအမတ်အဖြစ်အနိုင်ရခဲ့ပေမဲ့2018ခုနှစ်မှာပါတီတာဝန်များရပ်ဆိုင်ခံရပြီးနောက်နှုတ်ထွက်ခဲ့ကပြည်သူ့ရှေ့ဆောင်ပါတီကိုထူထောင်ခဲ့ပါတယ်။အဲဒီနောက်2020ရွေးကောက်ပွဲဝင်ခဲ့ရမှာ တနေရမှအနိုင်မရရှိခဲ့ပါဘူး2020 August လမှာမင်းအောင်လိုင်းနဲ့34ပါတီတို့တွေ့ဆုံခဲ့ရမှာအာနာသိမ့်ဖို့မင်းအောင်လိုင်းကိုမြှောက်ပေးတဲ့အထက်မှာတတ်တတ်ခိုင်ဟာလဲရှီဇုံကနေပါဝင်ခဲ့ကြောင်းသတင်းထွက်ခဲ့ပါတယ်အာနာသိမ့်ပြီးနောက်မင်းအောင်လိုင်းခန့်တဲ့လူကေပြန်ဝင်ကြီးနဲ့ဟိုတယ်ခီးဝင်ကြီးဖြစ်2021မှ2025ဇန်နဝါရီလကုန်အထိတာဝန်ထမ်းခွင့်ရခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းကတော့အာနာသိမ့်ဘူဂျုံမြောက်ဦးဆောင်တဲ့ USDP က ြန်မာပြည်ချမ်းသာကြွယ်ဝရေးကို9နှစ်အတွင်းအပြည့်လုပ်ပေးမယ်လို့ဂရီပေးမဲဆွေနေကြောင်းတင်ဆက်ပေးပါမယ်။စေအုပ်စုကျင်းပတဲ့ရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်မဲ့ကြက်ခိုင်းရေးပါတီ USDP ဟာ၎င်းတို့ရဲ့စစ်ဝတ်စုံချွတ်အရာရှိကြီးများရဲ့ဆွမ်းဆောင်ရေးပေါ်ယုံကြည်ချက်အပြည့်နဲ့အစိုးရတပ်တန်းတစ်ခုအတွင်းမှာပြည်တွင်းလိုအပ်ချက်အားလုံးကိုပြည့်မီအောင်ဆောင်ရွက်ပေးမယ်လို့မဲဆွေစီယုံရေးဟောပြောချက်မှာထည့်သွင်းပြောကြားခဲ့ပါတယ်။အစိုးရတပ်တန်းတစ်ခုအတွင်းမှာပြည်တွင်းလိုအပ်ချက်ကိုပြည့်မီအောင်ဆောင်ရွက်ကာ ပို့ကုန်သွင်းကုန်မူဝါဒတွေကိုပြန်လည်ဆန်းစစ်ခြင်းစိုက်ပျိုးရေးနဲ့မွေးမြူရေးစုံထွက်ရှိတဲ့ထွက်ကုန်တွေကိုပြပပို့ကုန်ခြင်းကုန်စည်ဈေးနှုန်းများကျဆင်းစေခြင်းနဲ့အလောက်ကိုင်ခွင့်လန်းများပေါ်ပေါက်လာရင်လှုပ်ဆောင်မဲလို့ဆိုကမဲဆွဲစည်းရုံးနေခြင်းဖြစ်ပါတယ်။ဒါအပြင်အလုတ္တမကဏ္ဍခရီးသွားလုပ်ငန်းကျန်းမာရေးကဏ္ဍပညာရေးကဏ္ဍအပါအဝင်လူငယ်နဲ့အမျိုးသမီးအရေးတွေကိုလှုပ်ဆောင်ပေးမှာဖြစ်ကြောင်းပြည်တွင်းငြိမ်းချမ်းရေးပေါ်ဆောင်မှုကဏ္ဍကိုအချင်းယူပြီးတဆင့်ချင်းတိဆောက်သွားမှာဖြစ်ကြောင်း USDP ဥက္ကဋ္ဌခင်ကြီးကဆိုတာပါတယ်လက်ရှိစေအုပ်စုအဖွဲ့ဝင်ဗိုလ်ချုပ်ကြီးတွေဟာအရက်ဝတ်ပြောင်း၍ USDP ပါတီမှရွေးကောက်ပွဲဝင်ပြိုင်မဲ့သူတွေမှာလက်ရှိပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးမြတ်ထွန်းဦးအပါအဝင်စစ်ကော်မရှင်တက်အရာရှိကြီးများယာကနန်းအထိကြီးကဝင်ရောက်ရှင်းပြမှာဖြစ်ကြောင်းသိရှိရပါတယ်စေအုပ်စုအာဏာသိမ်းထားတဲ့လင်းနစ်ကျော်ကာလအတွင်းတိုင်းပြည်ဟာစီးပွားရေးလူမှုရေးနဲ့လုံခြုံရေးအရာစိုးရွားစွာယိုယွင်းပျက်စီးနေချိန်မှာ စစ်ဘူချုပ်ကြီးတွေရဲ့ USDP ကအစိုးရဂရီကုပ်ဝတ်နဲ့မဲဆွယ်လာခြင်းဖြစ်ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာအပိုင်း1အနေနဲ့မြို့ပေါင်း102ခုမှာပထမအကြိမ်ရွေးကောက်ပွဲကျင်းပမှာဖြစ်ပြီး2026ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာမြို့ပေါင်း100မှာရွေးကောက်ပွဲကျင်းပမှာဖြစ်ပါတယ်။အစိုးရစစ်အုပ်စုရဲ့ရွေးကောက်ပွဲအတွက်ပြည်တွင်းပြည်ပမီဒီယာများသတင်းရယူနိုင်ရန်သက်ဆိုင်ရာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များမှရှောက်ထားနိုင်ကြောင်း UEC ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းနဲ့လက်တလုံးနာမည်ကြီးနေတဲ့မြေပြင်စီရင်တရင်သုံးသက်ချက်တွေကိုတင်ဆက်ပေးပါမယ်။လိမ္မာပါနဲ့တဲ့ငှက်ကဂိုင်းကောင်းကောင်းကိုရွေးတယ်လို့ပညာတတ်နိုင်ငံသားကောင်ဆိုလာလဲထိုက်တန်တဲ့ခေါင်းဆောင်ကိုရွေးချင်တယ်။တုံးပြီတော်စစ်ပွဲမှာထုံထုတ်ချက်2021ຫນွေဦးဒေါ်လာရေးကအစုံအဖြတ်လောင်းကြီးထက်ရမယ့်အချိန်ကိုရောက်ပြီးတရုတ်ရဲ့နိုင်လုံမင်းထက်လုံမှုတွေစစ်ကောင်စီဘက်ကထောက်ပံ့ကူညီမှုတွေကြောင့်ຫນွေဦးဒေါ်လာရေးမှာတအူးအနေနဲ့ပါဝင်ကြတဲ့ EEO တွေ NUG PDF တွေ struggle ဖြစ်ပြီးတိုင်းရင်းသားပြည်သူလူထုအပေါင်းလဲ resistant တွေယော်နေကုန်ပြီစောင်းပါကိုတုံးသက်နေချိန်မှာ breaking news ဝင်လာပြီးအော်တိုဘားလ28ရက်နေ့မှာတရုတ်ဂျောင်းဝင်ညှိနှိုင်းပေးချက်ရစစ်ကောင်စီနဲ့တောင်းတက် TNL တို့အပြစ်ခံရက်စေးလိုက်ကြပြီး TNL တင်ပိုက်ထားတဲ့မိုးကုတ်နဲ့မိုးမိတ်တို့ကနေတက်ပြန်ဆုတ်ပေးရမယ်စစ်ကောင်စီအနေနဲ့ TNL ထိန်းချုပ်ထားတဲ့တောင်းဒေသကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲခြင်းမပြုရန်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမပြုရန် သဘောတူလက်မှတ်ရေးထိုးထားတယ်လို့သတင်းတက်လာပါတယ်။ TNL အနေနဲ့မိုင်းလုံးမိုင်းော့နမ်ဆန်မန်တုံကုတ်ခိုင်းနမ်ခန်းနဲ့နမ်မတူခုနှစ်မြို့ကိုသာကြံပြီးနောက်ချိုကြောက်မင်းနဲ့တီဘောကိုပြီးခဲ့တဲ့လပိုင်းတွေအတွင်းမှာပြန်လည်လက်လွတ်ခဲ့ရပါတယ်။ယခုအပြစ်ခက်ရဲစေးရအရာမိုးကုန်းနဲ့မိုးမိတ်ကိုလက်လွတ်ရမှာဖြစ်ပြီးမန္တလေး PDF အတွက်အကျဉ်းအကျက်ကြားတွေကိုရောက်သွားပါတယ်။တော်လန်ပြည်သူတရလုံးရင်ကွဲပလက်ခံစားရစေတာအမှန်ပါပဲ။ TNL နဲ့အတူအသက်သွေးချွေး ပေးဆက်ဆွံ့နှုတ်ခဲ့ရတဲ့ PDF တပ်ဖွဲ့တွေစစ်တမ်းကြောင့်တေဆုံခဲ့ရတဲ့ပြည်သူလူထုအတွက်တော့မချီတင်ခဲ့ဖြစ်စေခဲ့ပါတယ်။နိုင်ငံတကာတန်တမန်ရေးမှာမျက်နှာပဲမလှခဲ့တဲ့စစ်ကောင်စီက၎င်းတို့လုံမဲ့ရွေးကောက်ပွဲကို UN နဲ့ ASEAN နိုင်ငံတွေကပါအတိမတ်ပြုဖို့ညှင့်ပယ်နေခြင်းမှာကိုပြည်တွင်းရေးပဋိပက္ခကိုသာညှိနှိုင်းအောင်လုပ်ဖို့ကောင်းညိတ်ထားတဲ့5 point consensus ကိုသာလှုပ်ဆောင်ဖို့ ASEAN အလစ်ကြဥက္ကဋ္ဌကထုတ်ပြန်ခဲ့ပါတယ်။ဒီလိုအသက်ရှူကျက်နေတဲ့စစ်ကောင်စီကိုတရုတ်က တန့်ရှင်းလျှော့ပေးလိုက်ပြန်ပါပြီစစ်အာဏာသိမ်းမှုကြောင့်ရေနောက်ပြီးဒလိန်ကောက်ဝေးကျနေတဲ့တိုင်းပြည်ကိုစီနာကတွန်လို့တွန်မှောက်လို့မှောက်လုပ်ပြီးအနိုင်ကျင့်နေတာရင်ထဲမှာသွေးစိမ်ရှင်ရှင်ပန်းထွက်မတက်နာကြီးမုန်တီးမိတာအမှန်ပါပဲစီနာကြောင့်နိုင်ငံရေးသားရဲတွင်တဲ့ကိုကျနေတာဗေနိုင်ငံမှာအဖက်မလုပ်တဲ့အပြင်ကိုအားကိုအင်နဲ့လှမ်းနေရတဲ့မြင်ကွင်းကမေ့လို့ရမယ်မထင်တော့ပါဘူးထရော်မာရစေတယ်ဒါပေမဲ့အန်ဂျိတ်ပြီးဒူးတော်တိုင်းဆက်သွားမယ်ဂျန်တာတက်ပေတတာ ံမတကပဲတေတဲ့အထိယုံကြည်ချက်ကိုမစွန့်လို့ဘူးဒီတော်လိုင်းကြီးမှာတက်ဦးကနေမမမမရက်တီတိုက်ခိုက်ပေးနေတာ KIA နဲ့ AA တို့ဖြစ်ပြီး NUG PDF အနေနဲ့လဲစီရေးပိုင်းမှာ C3C အရာစီရေးပိုင်းဆိုင်ရာကို KIA နဲ့ AA တို့အပေါ်ကိုလွှဲပေးထားဖို့လိုအပ်ပါတယ်နိုင်ငံရေးနဲ့တတမန်ကင်းပိုင်းမှာလုံနိုင်တဲ့အတိုင်းအတာရ KIA နဲ့ AA ကို fix it လုပ်ပေးဖို့လိုပါမယ်ဒီတော်လိုင်းကြီးတိုက်ပွဲမှာလက်တံအပြောင်ဆုံး masterpiece အဖွဲ့က ရကတက်တော့အေးဖြစ်ပြီးတိုက်စစ်ပိုင်းခင်စစ်ပိုင်းအားကောင်းဆုံးလို့ပြောလို့ရပါတယ်ထိုးစစ်ကရန်သူကို၆ချတုံလို့စီပြီးခင်စစ်ကအနိုင်ရလက်ကိုဖော်ဆောင်ပေးတယ်ဆိုတော့စီရေးသီအိုရီကင်ဆောင်ထားတဲ့အေးရဲ့ကိုယ့်ရဲ့ squad jet ကိုခိုင်မာအောင်လုပ်နိုင်တဲ့အတွက်အကြံဖတ်စစ်ကောင်းဆောင်တဲ့ဗိုလ်ချုပ်တတိုက်အတွက်လာပင်စင်ချိန်စာတိုက်ခံရတယ်လို့တုံလုံနေတာအတိတာကြီးပါစစ်ကောင်စီလက်ဂျန်တမိတ်ရဖို့လုပ်တဲ့အတူရောက်ရွေးကောက်ပွဲမှာအေအေသိမ့်ပိုက်ထားတဲ့ရခိုင်တောင်ပိုင်း တန်တွဲကွတောင်ကုန်းနဲ့အန်ဒိုမှာ election လုပ်ဖို့ရွေးချယ်ထားပေမဲ့အော်ရိုဘာလကုံတီနာကိုချင်းကပ်ဖို့မပြောနဲ့အမ်ဘရန်ယူတောင်ကျွန်းမှာခွေပြီးဝက်ပြေးပြေးနေရပြီးအလံဖြူထောင်းအညက်ခန္ဓာအပုံလိုက်ပါပဲကြီးရလေဘတ်စုံတုံးပြီးစင့်အားလက်နက်ခင်းရမဖြစ်လောက်ဖြစ်နေပြီးနေရကန်ပြူအားစကန်းကြီးကလည်းအေနဲ့မဟာမိတ်တို့ပိတ်ဆို့ထားကအချိန်မရွေးတိန်လို့ရတဲ့အနေထားမှာရှိနေပါပြီအော်ရကတ်တက်တော်က မကွေးဘကုတ်အေရဝတီမှာရှိတဲ့တော်လန်ရေးတပ်ဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ပြီးစည်ရေးအရာဥဆောင်မှုပေးတယ်လို့ရလာတဲ့လက်နက်ခဲယံတွေကိုလည်းရဲဘော့ရဲဘက်စိတ်ထားပြီးဝေးမြပေးတဲ့အတွက် AA ရဲ့ squad dead ကကြောက်ခမန်းလီလီကောင်းလာပါတယ်။မဟာမိတ်တွေရဲ့လင်းစားအားကြမှုရှိလာတဲ့အတွက် COC နှစ်ရက်လုံးကအသားကျလာစီပါတယ်။နောက်တစ်ချက်က RK တပ်တော်ရဲ့ခြေတံလုံမှုနှုတ်လုံမှုနဲ့ဒိုးစစ်စင်ချီတက်ပုံတွေစစ်ပါရဂူကျူကေလျံပြောတဲ့အတိုင်းပါပဲ။ မိုးကျွတ်ရှက်ပြီးအတံမကြားခင်နားကိုအုပ်နိုင်သလိုစစ်ချီရမှာလဲလှင်မြန်မှုကအသက်ပဲဆိုတာအေအေကနားလေပါတယ်စစ်ကောင်စီရဲ့အားသာချက်အားနည်းချက်ပေါ်ကိုကြည့်ပြီးကိုယ့်ရဲ့အင်အားပေါ်မူတည်ကစစ်ပြူဟာအသေးစိတ်ဆွဲပြီးတိုက်တယ်နိုင်ပြီဆိုရင်လဲမပေါ်ဆသလိုရုံးပြီဆိုရင်လဲစိတ်တမကြဘူးဒါကြောင့်အေအေအောင်မြင်လာတာစစ်ကောင်စီအကြောကိုသိတော့ဘေချီလန့်လန့်ပြီဆိုရင်ဘေကက်ကိုထုတ်သွင်းရမလဲဆိုတာသိတာကြောင့်အေအေကိုမှတ်လန့်နိုင်တာရကိုင်းပြည်သူလူထုတမကမဟာမိတ်တွေပါအရက်ကတက်တော်နဲ့ ိုးရူပေါင်ဘက်ဖြစ်လာတော့တိုက်ပွဲကအများအပြားအောင်ပွဲရခဲ့တာကြီးပါပဲအကြံဖတ်စစ်တပ်ကရိုးပေါ်မှာဖျားများနေတော့ပဲခူးတိုင်းပန်းတောင်းမြို့နယ်ပကံကွေ့ပကံကွေ့ကြီးရွာနီး666ပွင့်ကုန်းကိုအေအေကသိမ့်ပိုက်ထားပါတယ်အကြံဖတ်စစ်တပ်ပြန်လဲထိုးစစ်ဆင်းလာရမှာလဲအောင်မြင်မှုမရပဲရိတ်ခါထောက်ပို့လုပ်တဲ့ဂျာတက်စကန်တစ်ခုကိုပါလက်လွတ်လိုက်ရပါတယ်အေတက်ကထောက်ပို့စကန်ငယ်ကိုတင်ပြီးကပ္ပဆတ်16ရန်ချက်စက်ယုံနဲ့နှမိုင်ခက်အကွာကိုရောက်ရှိလာလို့ စစ်တပ်ဟာလေကြောင်း air strike အသေးအံလုပ်နေရပြီး drone တွေတင်ကားတွေနဲ့အတွဲလိုက်ပစ်တဲ့ drone တွေနဲ့ပါအဆက်မပြတ်ပစ်ခတ်ကာကွယ်နေရပါတယ်။ညောင်ချီတော့မှရှိတဲ့ကပ္ပစ6စက်ယုံနှမိုင်ကျော်အကွာမှာအချက်ဖတ်စစ်တပ်နဲ့ AA တို့တိုက်ပွဲဖြစ်ပွားနေပြီး AA နဲ့ပူပေါင်းတပ်ဖွဲ့တွေယာယီကင်းစကန်တချို့ကိုဆက်လက်သိမ်းပိုက်ထားတယ်လို့မြေပြင်သတင်းရင်းမြစ်ရသိရှိရပါတယ်။စစ်တပ်ဘက်ကလေကြောင်းကနေဘုံတွေတွန့်ချတယ်လို့တိုက်ခိုက်နေပြီးအလက်ကရနေသလားလို့တောင်ထင်ရတဲ့အတိပါပဲ။ အော်တိုဘားလ23ရက်နေ့မှာကြောက်ဖြူတိုက်ပွဲကိုစစ်ရှင်မြင့်လိုက်တဲ့အတွက်ကြောက်ဖြူမျိုးတဝိုက်မှာအေးသိမ့်ပိုက်ထားတဲ့ရွာတွေကိုထိုးစစ်ဆင်ဖို့အင်အားဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ကအထီးအခိုက်များပြီးအမှတ်30နှစ်တက်ခရီးရေတရင်စီကိုအင်အားဖြည့်တင်းမှုပါဆက်မလုံနိုင်တော့ပါဘူးအေးရဲ့မျိုးသိမ့်ထိုးစစ်ကို analysis လုပ်ကြည့်တဲ့အခါမှာအပိုင်းလေးပိုင်းခွဲပြီးနောက်ဆုံးအဆင့်ကတော့တောင်တင်းလာပါတယ်ဆိုတဲ့ရန်သူခန်းစစ်ကြောင်းကိုတစားစီစုပ်ဖြည့်နိုင်တာကိုတွေ့ရှိရပါတယ်ကြောက်ဖြူထိုးစစ်က phase 3ကိုရောက်ရှိလာပြီးဒါနဲ့မှမရရင်နောက်ဆုံးအဆင့်မိဂုံရန်ကုန်ထိုးစစ်စင်တာပါပဲမရတာမရှိခဲ့ပါဘူးကြောက်ဖြူမြုံသိမ့်တိုက်ပွဲကနေနောက်ဆုံးအဆင့် phase 4ကိုဒီနှစ်ကုန်ခံမှန်းထားပါတယ်အေရဲ့ထိုးစစ်ပြူဝအောင်မှာအယုံမီဝိုင်းတလို့ဖြစ်နေတဲ့အချက်ဖတ်စစ်တကစစ်တွေမှလည်းဖိမိခဲ့ခုထိုင်နေရပြီးအော်တိုဘားလ26ရက်နေ့မှာစစ်တွေမြို့ဝင်းကျင်ကြီးရွာတွေဖြစ်တဲ့အောင်တိုင်းရွာနဲ့အမြင့်ကျွန်းကြီးရွာအနီးကမင်းချောင်းတရာအနီးမှာနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေပါတယ် အေးထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ကောင်စီတပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပေါ်အေးအေးလက်တုံပြန်လာလားသို့မဟုတ်စစ်တွေမြို့ကိုကနအူစတင်တက်ခိုက်တာလားဆိုတာကိုတော့မသေးွယ်သေးပါဘူးအရကတက်တော့အေးကလှုပ်เสียရှိတဲ့အလုပ်ကိုပြက်ပြက်တာတာလုပ်ပြီးတချောင်းတဲသောစိတ်ထားနဲ့တိုက်တယ်အေးခေါင်းဆောင်ပိုင်းတွေလိုင်းပေါ်တက်မကြွတလို့တကယ်လို့အရင် responsibility and accountability ယူပြီးပြောပါတယ် overview site view front view ပတ်စုံသုံးပြီးမှဖြစ်နိုင်ကြကိုပြောပါတယ် အကျံဖစစ်တကအရကတတော် A ကိုလုံးဝမနိုင်တော့ပါဘူး2019ခုနှစ်ခရစ်ကအကျံဖစစ်တကတက်မှငားမှပို့ပြီး A ကိုတက်ခိုက်တာတော့မရှင်းနိုင်သေးတာအခုလို A ကရခိုင်မြို့နယ်ပေါင်း14မြို့ရခိုင်ဝင်ပေါင်းပလောဝမြို့ကိုပါသိမ့်ပိုက်ထားနိုင်ပြီးအင်အားကြီးမှလာပုံနဲ့မဟာမိတ်စီရီတီဆောက်နိုင်မှုနဲ့နိုင်ငံသားပြည်သူလူထုထောက်ခံမှုတခင်းနဲ့ရလာချိန်မှာတက်မှဂျေမစက္ကက20ခုဒက္ကဆ6ခုနဲ့ဘတ်စုံ3တိုက်ခိုက်တာတော့ အနိုင်ရဖို့မသေးကြပါဘူးစစ်အင်အားလုံးစုံရခိုင်ပြည်နယ်ဘက်ကိုပို့ရင်လည်းနောက်ဖင်ပွင့်ပြီးအထက်လန်အောက်ရှော့ဖြစ်ကကစ်သမိုင်းကိုဒုံမဆိုင်နိုင်ပဲနေတိုးကြီးတောင်စီကျိန်လုံးနဲ့ဇော်ကကသွားနိုင်တဲ့အထိစီမီတို့ပြန်ရောက်ပြီးစမုံတုံသွားနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တွန်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအချမ်းဖတ်စစ်အာဏာရှင်စနစ်ဆုလက်အောက်မှာအမြဲဆုံးလွတ်မြောက်ပြီး တော်လန်နေ့တိကိုချင်းတို့ရင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။